ဘူဂျုံအောင်ဆန်းဆိုရာတခါတလေတန်မဏိလုံမှာကြောပေမဲ့တခါတလေမှာမိသားစုနဲ့ချစ်ခင်ရင်းနှီးစွာနေထိုင်တတ်သူတယောက်ဖြစ်အမှတ်ရနေသူကကိုအောင်ဆန်းနဲ့အတူနတ်မောင်မှာနေထိုင်ခဲ့ဘူးတဲ့အသက်60ရွယ်ဖွားတော်ခင်ကြီးပါဘူဂျုံဟာဘလို့လူစားမျိုးလဲနှစ်တရာပြည့်မွေးနေ့တိုင်းဘူဂျုံဟာဘလို့သူရဲကောင်းမျိုးလဲဆိုရာပြည်သူတွေရှာဖွေနေကြစေပါငယ်စဉ်ကတည်းကတော့စုနဲ့အတူနေထိုင်ခဲ့တဲ့အခွားဒေါခင်ကြီးက ဟိုကျောင်းအောင်ဆန်းငယ်စဉ်ဘဝကအချောင်းတွေကိုကောင်းကောင်းကြီးမှတ်မိနေပြီးနတ်မောက်ကိုပြန်လာတိုင်းကိုအောင်ဆန်းဟာဆွေမျိုးတွေအတွက်လက်ဆောင်ပစ္စည်းတွေယူလာတတ်တာသူ့အချက်မှလို့ဆိုပါရယ်။ဘယ်နဲ့မဖွေးကိုဆင်းပြီးတော့ကားနေလား။ကားနေလား။ကားနေလားပြီးတော့အဲ့ဒီရတော့မှအချင်းကြီးရကဲတဲ့အချိန်လေးလိမ့်နေရဘူးပေါ့လေ။အဲ့တော့ပဲပြောအဲ့ဒါကသူ့မအေးအတွက်သူညသိက္ခာအဲ့ဒါကပစ္စည်းအတွက် မဝတ်စုံလေးတွေလိုလိုပေးတယ်ပေါ့လေအရောက်လေးခန်းလေးဆိုအဲအဲ့လိုလိုပေးပြီးရောအဲ့မှာနှုတ်ဆက်ပြီးရောဒီမှာတရားအဲ့လားလေးပြီးရောနောက်ရက်ဆက်ရင်ပြန်သွားတာစကားပြောရင်လဲပြောတဲ့မှာပြောပြီးစနစ်ကျနာတာသူ့ချင်းမှာလို့ဆိုပါတယ်ဆွေမျိုးဆိုတာတယောက်နဲ့တယောက်ဆက်ဆံနေမှမဟုတ်ပဲတမိုင်းပေးတောင်းဝင်ခြေပြွန်သူတွေအတွက်ဆွေမျိုးဆိုတာထက်ဖြီသူတွေရဲ့မြစ်တာကိုရှင်ဝယ်ပိုက်ထားသူမို့ဆွေမျိုးတွေကိုမိထားလဲ သူတို့ကတော့အဝေးကနေဝမ်းသာပီတိတွေနဲ့ဂုံယူနေရတယ်လို့ဘိုချုပ်အောင်ဆန်းရဲ့ညီမဒဝင်းခွဲဒေါခင်ရွိတ်က ဆိုပါရယ်ဘိုချုပ်နှစ်တရားပြည့်ကြီးကျယ်ခမ်းနားစွာကျင်းပတဲ့အခါလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပါတက်ရောက်လာလို့သူမကိုပါတွေ့ခွင့်ရတဲ့အချိန်ဖိနှိပ်မှုခံစားရတာတွေနဲ့နှိုင်းရှင်ပြီးဝမ်းသာဝမ်းနည်းဖြစ်နေပါရယ်အဲ့ဒါကကြည့်ပြီပေါ့55နှစ်လောက်ကလေးကသူ့မှာအကျယ်ကျုပ်ထားခုမှပဲနည်းနည်းလွတ်လွတ်လပ်လပ်ဖြစ်လာတယ်ပေါ့နော် အဲ့ဒါလည်းဝမ်းသာတာပေါ့ဟိုတုန်းကတော့လည်းစိတ်မကောင်းဘူးပေါ့နော်သူတို့တွေဖိနှိပ်နေတုန်းကတော့ဘာတွေဘာတွေကြာဘာမရညမရဆိုတာမျိုးတွေပေါ့နော်အဲ့လိုအတန်နဲ့ကြာနေစိတ်ထဲမှာခံစားရတာပေါ့မခံနိုင်တဲ့စိတ်လည်းပါတာပေါ့နော်ဘုချုပ်ကိုတက်ရှိချင်းရှားမတွေ့ဘူးလိုက်ပေမဲ့ဆွေမျိုးတယောက်ဖြစ်ရင်ထဲမှာရှိနေသူကညီဝင်းခွဲဦးထိတ်အောင်မှာတသက်နဲ့တကူပြူမကို ပထမဆုံးတွေ့မြင်ရလို့ဝမ်းသာသလို စကားသံလေးတွေကြာရင်ပီတိဖြစ်ခဲ့ရတယ်လို့ဆိုပါရယ်ဟုတ်ပါတယ်ပြောမယ်ဆိုတော့တူမပေါ့တူမတော်ဝင်ကွာပေါ့ဒါပေမဲ့မနေရမှပထမဆုံးချိန်ပဲတွေ့တွေ့ရတာသူမဲ့တခါမှမတွေ့ဘူးစကားလည်းမပြောခဲ့ဘူးမနေရတော့စကားတော့ကောက်ကောက်မပြောလိုက်ရပါဘူးတွေ့ရမြင်ရတာပေါ့လေသူကတော့နှုတ်ဆက်သွားတာပေါ့ဘာဘာတော့တခုမှတခွန်းမှမပြောလိုက်ရပါဘူးလာသူကနှုတ်ဆက်သွားတာပဲရှိတယ်အဲ့ဝင်းတာတာပေါ့